တခုခုလုတ်ပေးနိုင်မလားဟုမေးတဲ့အခါ90ဆိုတဲ့စကားလုံးက English မှာ can နဲ့ could နဲ့နှစ်ခုရှိပါတယ်အများစုသိထားတာကတော့ can က verb 1 present tense could ကတော့ verb 2 past tense ဒီလိုသိထားပါဒီထက်ပိုပြီးတော့ကြေပြန်းတဲ့အသုံးနှုန်းလေးတွေရှိပါတယ်တခုခု request လုပ်တဲ့အခါမှာတော့ could ကိုသုံးတဲ့အခါ past tense မဟုတ်ပါဘူးဒါပိုပြီးတော့ယဉ်ကျေးတဲ့ပုံစံမှာ ခံကိုလည်းတုံးလို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့တိတ်ပြီးတော့မရင်ချေးပါဘူးဒါဆိုရင် restaurant တစ်ခုမှာကိုကစားလို့တောက်လို့ပြီးသွားပြီပတ်စံရှင်ချင်တဲ့အခါ bill တောင်းမယ်ဆိုရင် first time ပထမဆုံးတောင်းတဲ့အခါမှာဘယ်လိုတောင်းသင့်လဲပြောရင် could you give me the bill လို့တောင်းသင့်ပါတယ်မတောင်းသင့်တဲ့ပုံစံတော့ can you give me the bill ပါ can you give me the bill ဆိုတာပထမချင်းတောင်းထားတောင်းထားတာတော့ကုထိမပေးသေးဘဲနဲ့ကြာနေလို့စိတ်မရှိလို့တောင်းတဲ့ပုံစံပေါက်ပါတယ် တကယ်တော့ could be သုံးသင်ပါတယ်ဒီထက်ပိုပြီးရင်ကြီးကျင်တော့ please လေးပါထည့်လိုက်ပို့ကောင်းပါတယ် could you give me the bill please တမမွင့်ဒီမှာထည့်လိုက်ရ could you please give me the bill ကြိုက်တဲ့နေရာမှာထည့်ပါဒါတော့အရင်ကြီးဆုံးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Summit English 2016ဖြစ်ပါတယ် YouTube channel လေးကို like share subscribe လုပ်ခြင်းအပြင်သင်ခန်းစာတွေကိုစတိုက်လေ့လာနိုင်မှာဖြစ်ပါတယ် See you in the next video.